မြန်မာနိုင်ငံရဲ့နတ်ဖယားမလေးအဖြစ်နိုင်ငံခြားသတင်းဌာနတွေမှာပါဖော်ပြခြင်းခံနေရတဲ့ဝင်းမုံရွှေကြီး ရောသမမွေပြည်သက်ကြီးမင်္ဂလာပါရှင်ဝင်းမုံရွှေကြီးကပြီးခဲ့တဲ့အကယ်ဒမီပေးပွဲမှာတတိယမြောက်အကယ်ဒမီစုကြီးကိုရရှိသွားခဲ့တဲ့သူဖြစ်ပြီးသူမဝစ်ဆင်လာခဲ့တဲ့ကျောက်စိန်ပတိကတော့အရန်နာမည်ကြီးသွားခဲ့ပါတယ်ကျောက်စိန်ရည်သွေးပြေဝတဲ့ပတိကိုဆင်မြန်းလာခဲ့တဲ့ ဝင်းမုံရွှေကြီးကတထေးကြီးတယောက်ဖြစ်တဲ့ကိုနိုင်ရှိုးကျော်နဲ့လက်ထပ်ထားသူဖြစ်တာကြောင့်အကယ်ဒမီပေးပွဲမှာတိုင်ရင်ကလေးကဒီကျောက်စိန်ပတိကိုလက်ဆောင်ပေးခဲ့တာပါကျောက်စိန်ပတိတွေရဲ့တန်ကြီးကိုဝင်းမုံရွှေကြီးကထုတ်ဖွဲ့ပြီးတော့မပြောခဲ့ပေမဲ့လည်းကျောက်စိန်ကို ရောင်းချပေးလိုက်သူကတိမ်မောင်၃သိန်းတမိုးရှိချောင်းပြပြလာခဲ့ပါတယ်။အကယ်ဒမီပေးပွဲမှာဝင်းမောင်ရွှေကြီးကကျောက်စိန်ပတိလဲဆွဲလက်စွန်ငကတ်တို့ကိုပါဝစ်ဆင်လာခဲ့တာပါ။ပတိလုံးလေးတွေအလုံးရေရာနဲ့ချီပြီးစီကုံးထားတဲ့ကျောက်စိန်ပတိရဲ့တမိုးကတော့မြန်မာငွေတိမ်မောင်၃သိန်းရှိတယ်လို့သိရပါတယ်။တိမ်မောင်တစ်တောင်းကိုအကျဉ်း၃၀ရေးတွက်ရမယ်တန်ကြီးပမာဏဖြစ်ပြီး တော်ရုံချမ်းသာကြွယ်ဝမှုမျိုးမဟုတ်ကြောင်းကိုပြသလိုက်တာပါဝင်းမုံရွှေရဲ့တိမ်ပေါင်း၃သိန်းတန်ကျောက်စိမ့်ပတိလေဆွဲကမြန်မာနိုင်ငံမှာတမကပဲနိုင်ငံခြားမှာပါနာမည်ကြီးနေပါတယ်တရုတ်နိုင်ငံရဲ့သတင်းဌာနတွေမှာဒီလောက်တမိုးကြီးတဲ့ကျောက်စိမ့်ပတိကိုဆွဲနိုင်သူဝင်းမုံရွှေကြီးကိုမြန်မာနိုင်ငံရဲ့နဖရားမလေးအဖြစ်တင်စားနေကြပြီးကံကောင်းသူအဖြစ်အားကျနေကြပါတယ်ကျောက်စိမ့်ကိုအလေးထားတဲ့ပေါ့ဖော်တို့အတွက်တိမ်ပေါင်း၃သိန်းတန်ကြီးရှိတဲ့ကျောက်စိမ့်ပတိကိုဝစ်ဆင်နိုင်သူဟာ ဖုံးကန်ကြီးသူအဖြစ်ယူဆတာကြောင့်သတင်းဌာနတွေမှာအကြက်တဝိဖော်ပြတဲ့အထည်နာမည်ကြီးပါတယ်။ဒီလောက်တမိုးကြီးတဲ့ကြောက်စင်ကိုဝစ်စင်နိုင်တဲ့မင်းသမီးကဘာလို့လဲဆိုပြီးစိတ်ဝင်စားနေပြီး search list တွေမှာလည်းဝင်းမုံရွှေကြီးကနေရာယူနေပါတယ်။မြမကြောက်စင်းကတော့အရင်ကတည်းကနာမည်ကြီးပြီးသားဖြစ်ပေမဲ့အခုအချိန်မှာတရုတ်နိုင်ငံရဲ့သတင်းဌာနတွေမှာပါ နဖျားမလေးအဖြစ်တင်စားရလောက်အောင်လူကြိုက်များနေပါတယ်။တာမန်လူတွေအတွက်တော့ဒီလောက်တမုန်းကြီးတဲ့ကြောက်စိမ့်ကိုပိုက်ဆိုင်နိုင်ဖို့ကမလွယ်ကူပါဘူး။ဝင်းမုံရွှေရဲ့ခင်ပွန်းဟာနိုင်ငံသားမှလည်းရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့အပြင်မြန်မာနိုင်ငံမှာလည်းလုပ်ငန်းပေါင်းများစွာကိုဦးဆောင်နေသူဖြစ်ပါတယ်။ထိတ်တန့်မင်းသမီးကိုလက်ထပ်ထားသူဖြစ်လို့အကယ်ဒမီဘေးဘွက်တက်ရောက်ဖို့အတွက်တိမ်ပေါင်း၃သိန်းတန်းကြောက်စိမ့်ပတိကိုတီးတက်မှာယူပေးထားတာဖြစ်ပါတယ်။ဝင်းမုံရွှေကြီးက အကယ်ဒမီပေးပွဲမှာတိမ်ပေါင်း3သိန်းနဲ့ကျောက်စိမ့်ပတိကုန်းကိုရှင်မြန်းလာရုံမကသေးပဲအကယ်ဒမီဂုံပြုညစာစားပွဲမှာလည်းကျောက်စိမ့်နဲ့စိန်ကိုစီချဲထားတဲ့ကျောက်စိမ့်ရဲ့ကြီးကိုဝစ်ဆင်လာခဲ့ပါတယ်ကျောက်စိမ့်တလုံးနဲ့နဲ့တင်တင်းထောင်ချီတန်ကြီးရှိပြီးဒီလိုကျောက်စိမ့်တွေကိုစိန်နဲ့ရောရှက်ခါ ဘရက်အဖြစ်ဝှရှင်လာခဲ့တာပါတမိုးကြီးမားတဲ့ကြောက်စိမ့်တွေကဝင်းမုံရွှေကြီးတို့အတွက်တော့များစွာရှိနေပြီးမြန်မာနိုင်ငံကပြည်သက်ဒေတာမကတရုတ်နိုင်ငံကပါအားကျနေရပြီဖြစ်ပါတယ်မြန်မာနိုင်ငံကကြောက်စိမ့်တွေကိုပို့ပြီးနာမည်ကြီးအောင်လုပ်ပေးနိုင်သူအဖြစ်သူပြည်သက်တွေကတော့ဂုဏ်ယူနေကြပါတယ်အရေးပြည့်မီတဲ့တိမ်ပေါင်း3သိန်းနဲ့ကြောက်စိမ့်ပတိကိုရှင်မြန်းနိုင်တာကြောင့်မြန်မာနိုင်ငံရဲ့နဖေးရမလေးအဖြစ်တင်စားခံနေရတဲ့ဝင်းမုံရွှေကြီးအပေါ်ပြည်သက်ကြီးရဲ့အမြင်ကိုလည်းပြောပြခဲ့ကြပါအောင်နော်